အခါတော့ကကြီးမောင်နဲ့အတိုက်လုံနေထိုင်နေတဲ့ညောင်မင်းကြီးတပင်ရှိတယ်။ညောင်မင်းကြီးရဲ့အခောင်းပေါက်တစ်ခုထဲမှာမွေဟောက်တကောင်လေးနေထိုင်နေတာကြောင့်ကြီးမောင်နဲ့မှာအခက်အခဲရှိလာတော့တယ်။ဘာလို့လဲဆိုတော့ကြီးမရဲ့ဥတွေတားပေါက်တဲ့အခါမွေဟောက်ကအပင်ပေါ်တက်လာပြီးကြီးသားပေါက်လေးတွေကိုစားပြစ်မှကြောင်းပါ။ဒါကြောင့်ကြီးမောင်နဲ့ဟာညောင်မင်းအနီးမှာနေထိုင်နေတဲ့ ခွေးရစီကိုအကြံဉာဏ်တော်မူသွားခဲ့ကြတယ်ကြီးမောင်နှံဟာခွေးရကိုဖြစ်ချောင်းကုန်စင်ပြောပြပြီးသူတို့ရဲ့အခက်အခဲကိုရှင်းလင်းဖို့ခွေးရရဲ့အကြံဉာဏ်ကိုတောင်းခဲ့ကြတယ်ကြီးမောင်နှံကမိတ်ဆွေဒီမန်နေဖို့အနေနဲ့ရှိလာပြီးကျေးဇူးပြုပြီးကျွန်ုပ်တို့ရဲ့ခရီးတွေကိုမွေရောက်စားပြစ်မှာကိုကာကွယ်ဖို့နီးလန်းပေးပါလို့ပြောလိုက်တယ်ခွေးရကလည်းကျေးဇူးပြုပြီးအချုံမပေးကြပါနဲ့အစွန်းထက်ရန်သူတွေကိုညံသုံးပြီးရှိုးနှိမ်ပြစ်နိုင်ပါတယ်လို့ပြန်ပြောတယ်ဒီလိုပြောတာကိုကြားတော့ကြီးမောင်နှံဟာ မိတ်ဆွေဒီကောက်ကစ်ဆင်လေတဲ့မွေးဟာကိုရှုံးနှိမ့်ဖြစ်စီနိုင်တဲ့နီလန်ကိုကျွန်တော်တို့ကိုပြောပြပါလို့ပြန်ပြောလိုက်တယ်ကြီးမောင်နှံကဒီလိုပြောလိုက်တော့ခွေးရကလည်းကြီးမောင်နှံကိုအစီအစဉ်တစ်ခုဖြစ်တဲ့ဒီနေရာနဲ့မွေးရဲ့နိုင်ငံရဲ့မြူကြီးစီကိုပြန်သွားလိုက်ပါတချိန်တည်းမှာချမ်းသာကြွယ်ဝတဲ့သူတယောက်ယောက်ရဲ့အိမ်ကိုသွားပါ တမိုးကြီးတဲ့တစုံတစ်ခုပေါ်ပေါ်ဆဆချရမယ့်နေရာကိုသတိထားပါ ဲ့ဒါကိုတွေ့ရင်အမှုတန်းတွေစောင့်ကြည့်နေတဲ့အချိန်မှာပဲရှေ့ယူခဲ့ရမယ်လို့ပြောတယ်ပြီးတော့ခွေးကအမှုတန်းတွေအတင်တို့တော့လိုက်လာနိုင်အောင်နှိမ့်နှိမ့်ပြင်ဖို့လိုတယ်လို့ပြောလိုက်တယ်အတင်တို့နေရဲ့တစ်ပင်စီပြန်လာပြီးအဲ့ဒီတံမိုးရှိရဲ့အရာကိုမွေဟောက်နေတဲ့တစ်ကောင်းပေါက်တဲကိုရှာရမယ်အမှုတန်းတွေရောက်လာတဲ့အခါမွေဟောက်ကိုမြင်တာနဲ့တက်ပစ်ကြလိမ့်မယ်လို့ဆက်ပြောလိုက်တယ်ဒါကြောင့်တိမောင်နန်ဟာခွေးရရဲ့အကြံဉာဏ်ကိုလိုက်နာဖို့ဆုံးဖြတ်ခဲ့ကြပြီးသူတို့အစီအစဉ်အတိုင်းလုပ်ဖို့ချက်ချင်းပြတ်ထွက်သွားကြတယ် ကိမောနဟာမြို့ပေါ်ကနေပြန်တန်းရင်ကိမဟာရေကန်တစ်ခုမှရေကူးနေရချမ်းသာတဲ့အမျိုးသမီးတွေကိုမြင်လိုက်တယ်။အဲဒီအမျိုးသမီးတွေဟာရွှေနဲ့ပလဲဘရက်တွေကိုကံပေါင်ရိုးပေါ်မှာရှွထားပြီးအမှုရန်တွေကိုအဆောင်ချထားတယ်။ချက်ချင်းပဲကိမဟာဘရက်ကြီးတစ်ခုကိုနှုတ်ပြီးနဲ့ထိုးတုပ်စီယူပြီးအင်းကြီးပြန်တန်းလိုက်တယ်။အမှုရန်တွေကကိမကိုတိထားမိတဲ့အခါ ဒုတ်ပြီးကြောက်ခွဲပြီးကောက်ပြီးကြီးမားကိုပြင်းရင်ပြေးလိုက်လာကြတော့တယ်။စီစဉ်တိုင်းကြီးမားဟာဘေးရက်ကိုမွေးဟောက်အိမ်မောကြနေတဲ့တစ်ခေါင်ပေါက်ရှိမှစလိုက်တယ်။ပြီးတော့ကြီးမားဟာအမှုရန်တွေသတိထားမိအောင်တစ်ကိုင်းတစ်ကိုင်းမှနားနေလိုက်တယ်။အမှုရန်တွေရောက်လာတော့မွေဟောက်ဟာဘာအတွက်စုံညာနေတယ်လဲဆိုတာကိုသိဖို့တစ်ခေါင်းတင်းကနေထွက်လာခဲ့တယ်။အပြင်ရောက်လာတော့မွေဟောက်ဟာအမှုရန်တွေကိုခေါင်းထောင်ပြီးရင်ဆိုင်ပေးမဲ့အမှုရန်တွေကဘေးရက်ကိုပြင်ရဖို့မွေဟောက်ကိုဒုတ်ပြီးကြောက်ခွဲပြီးနဲ့တိုက်ခိုက်လိုက်ကြတယ်။ အမှုရန်တွေဟာជីတာပေါက်တွေကိုအန်တီပြုနိုင်တဲ့မွေဟောက်ကိုတက်ပြက်လိုက်ကြပြီးဘရက်ကိုယူပြီးပြန်သွားကြတော့တယ်။ကြီးမောင်နှံကတော့မွေဟောက်ကိုရှင်းလိုက်နိုင်ပြီဖြစ်တဲ့အတွက်ပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားကြတော့တယ်။